ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုထွန်းထွန်းဝင်းမှာဟုတ်ပြီ23နှစ်ပါဆရာကြီးငယ်လေးတွေနော်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီမလေးရှားမှာပါတဲ့အလူမီနီယံလုပ်ငန်းကိုလုပ်နေရပါတယ်အလူမီနီယံဟုတ်ကဲ့ပါဆရာကြီးအလူမီနီယံဆိုလျှက်စစ်တော့မှာပဲနော်အလူမီနီယံဆိုအလူမီနီယံလျှက်စစ်တော့မှာပဲအော်ဟုတ်ကဲ့ဆရာကြီးလျှက်စစ်တော့မှာပဲဟုတ်ဟမ်တမျိုးပဲပေါ့အလူမီနီယံအလူမီနီယံဆိုတန်တမျိုးပါပဲဟုတ်ကဲ့ဆရာကြီး ။ဆရာကြီးခင်ဗျာတဲ့စီးမှာအနေပါပါတယ်တဲ့။တစ်ခါတစ်ခါခါနာပါတယ်တဲ့။အဲ့ဒါတော့နှစ်ခုမို့တစ်ခုတည်းပဲ။ဟုတ်ကဲ့ဆရာကြီး။စီးကြောင်ခါနာတာ။ဟုတ်ကဲ့ဆရာကြီး။သူကြောက်ကမှာကြောက်တရင်တယ်ပဲမတည်းကြောက်မှုန်နေရှိမယ်။ဟုတ်ကဲ့ဆရာကြီး။ဒါမှမဟုတ်အနေထိုင်လိုက်မယ်။ဟုတ်ကဲ့ပါဆရာကြီး။ဟုတ်ပြီ။အမြဲတမ်းနဲ့ဒူးစစ်တွေကြိုက်ပါတယ်တဲ့ခေါင်းချွေးထွက်ပါတယ်တဲ့အဲ့ဒါလည်းစီးကြောင်ဖြစ်တာပါပဲဟုတ်ကဲ့ဆရာကြီး စင်လာရှိတယ်မလားဒီမြေဟုတ်ကဲ့ကလေးတငယ်နာဟုတ်အမျိုးသမီးမီမီအမျိုးသားစီဟုတ်ကဲ့ဆရာကြီးအဲ့တော့စီနဲ့ပတ်သက်လို့ကတော့ဆရာကြီးကအလွယ်ကူဆုံးနဲ့ကိုယ်တိုင်လဲကျင်တာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအနည်းဆုံးတစ်နေ့ကိုရေတံမှုခုခေတ်မှာတိတ်အားထားစရာကောင်းတာရေတံမှုပေါ်လာတာဟုတ်ကဲ့ပါဆရာကြီးနော်ခိုးတော့ဆရာတို့ဘလောက်တောက်ချင်တောက်ချင်တွင်းရီတို့ကံရီတို့ချောင်းရီတို့နော်အဲ့လိုကြီးစားတောက်ရတာဟုတ် ကွာရေတံဘူးပေါ်လာတော့ရေတံဘူးကလွဲလို့အချားရေမတောက်ပါနဲ့ဟုတ်ကဲ့ပါဆရာဟင်တစ်ချက်ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခါအစားစားတဲ့အခါမှာစီးနဲ့ပတ်သက်လို့ကြောက်ဖြုံသီးကိုတဏီမဟုတ်တဏီစားပါဟုတ်ကဲ့ပါဆရာ။နော်ကြောက်ဖြုံဒီကိုဟင်းချက်စားပြုတ်တို့တုတ်စားအသားနဲ့ရောချက်စားဟမ်ရောရောမစားအောင်ကြောက်ဖြုံယူကတော့မစားသင့်ဘူးဟုတ်ကဲ့ပါဆရာ။မစားသင့်ဘူးနော်ဟုတ်ကဲ့ပါဟုတ်ပါတယ်ဗျာ။ ဖရဲသီးရောဆရာကြီးသူတို့ဖရဲသီးတဲ့ဆိုတော့ကြောက်ဖြစ်ဖရဲသီးအမဲလဲတဲ့တယ်ဟုတ်ကဲ့ဆရာဖရဲသီးအနုလေးတွေကိုပြုတ်စားမယ်ဟင်းချက်စားမယ်အားလုံးတဲ့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးသူကလည်းရေးထားတယ်လွန်ခဲ့တဲ့၃လနှစ်ကတည်းကစီးကြောက်တယ်ဘူးပါတဲ့အဲအဲ့ဒါအဲ့ဒီဟာဒီအစားနေလို့ဟုတ်ကဲ့ဆရာကြီးနောက်တောက်တဲ့ရေမှာကယ်ဆင်တတ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးထုံးတတ်ပါတဲ့ရေတောက်ရင်စီမှာကြောက်တယ်တတ်တာပဲဟုတ်ကဲ့ပါဆရာကြီးအဲရေကိုဘယ်တော့တောက်တော့နော် ကျူတော့တာအကောင်းဆုံးပဲဟုတ်ကဲ့ပါဆရာကြီးနောက်ဆုံးရေသန့်တောက်ပါတယ်ဆိုရင်တော့ဟုတ်ကဲ့ပါဆရာကြီးသူကြောက်တယ်ဆိုရင်ဆရာကြီးအကြံပေးနေတယ်ဟုတ်ကဲ့ပါကျူလိုက်ပါဟုတ်ကဲ့ပါဆရာကြီးကျူတော့ရင်အန်ဒီရကင်းပါလားဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးအစာဝအနာကင်းပါရရှင်ကြပါစေဗျာ